။နိုဝင်ဘာတတိယဆယ်ရက်ပတ်အတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေပြင်းနှင့်ရှယ်ဝါးတကြိမ်ဖြစ်ပေါ်နိုင်ပြီးပိုမိုအားကောင်းလာကမွန်နိုင်ငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်းမူလီဝဒါနှင့်စလားပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ထုတ်ပြန်ချက်အရနိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွက်မူလီဝဒါနှင့်စလားပြည်သားခံမှန်းချက်အနေနဲ့ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေပြင်းနှင့်ရှယ်ဝါးတကြိမ်ဖြစ်ပေါ်နိုင်ပြီးပိုမိုအားကောင်းလာကမွန်နိုင်ငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်း ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်မှာတိမ်ထူထပ်နိုင်ကြောင်းသိရပါတယ်။မိုးရွာသွန်းမှုအခြေအနေနေနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြေအောက်လျှော်နေနိုင်ပြီးစကွန်တိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြေခန့်မိုးထစ်ချုံရွာနိုင်ကြောင်းသိရပါတယ်။ ်မိုးရွာရဲ့အနေနဲ့ရေကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ၃ရက်မှ၅ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်တို့မှာတရက်မှ၂ရက်ခန့်မိုးထေကြောင်ရွာတိုင်းအကြောင်းသိရပါတယ်